ဒေါ်လာ1 million ရမယ်ဆိုရင်ဒါတွေလုပ်မလားအဲပထမဆုံးတစ်ခုကတော့ကျွန်တော်တို့ naked in public ပါဒါကတော့ကျွန်တော်တို့လူကြားထဲမှာကိုတုံးလုံးကြီးရှောက်သွားမှာပေါ့နော်ဒေါ်လာ1 million ဆိုရင်ဘယ်လောက်လဲတိုင်းကိုတောင်းနေတော့ချေရဲ့ဗျကျွန်တော်မျက်နှာဖုံးလေးတစ်ခုသာပေးပါမျက်နှာဖုံးတစ်ခုသာပေးမယ်ဆိုရင်ကျွန်တော်ရန်ကုန်မြို့တပတ်လောက်ပတ်ပြေးကြပါမယ်โอเคနောက်တော့တစ်ခုပါနောက်တော့တစ်ခုကတော့မျက်နှာကိုတက်တူးထိုးမလားတဲ့ဒေါ်လာ1 million ဆိုတော့တိုင်းကတောင်းနေချေ ညတော့တူးထိုးလိုက်မယ်ဒီနားမှာမိုက်တိုင်ဆန်လို့ဒီနားမှာကျွဲလိုက်အဲ့တော့တခုကတော့ကျွန်တော်တို့ဒေါ်လာ1 million ရမယ်ဒါပေမဲ့တစ်သက်လုံးဟေးတစ်မျိုးတည်းစားရမယ်อืมဒါကတော့လွယ်မယောင်ယောင်နဲ့နည်းနည်းလေးခတ်တယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်ကဒီနှစ်ရက်လောက်တစ်မျိုးတည်းဟေးတစ်မျိုးတည်းစားလိုက်ရရင်တော့မှတိတ်ပြီးတော့မစားချင်တော့ဘူးဗောနော်အဲ့တော့တစ်သက်လုံးဒီတစ်မျိုးတည်းပဲစားရမယ်ဆိုတော့စင်ပြေလောက်ဦးထင်တယ် ်အတလုံးဒီအစားအစာတစ်မျိုးတည်းပဲစားရတယ်ဆိုတာနည်းနည်းနေရဲကြနေတယ်လို့ပဲပေါ့နော်ကျွန်တော်တို့အတွက်ကကြတာကျွန်တော်အစားအစာတော့နည်းနည်းလေးကြီးများတယ်ဒါပေမဲ့ဒီတစ်ခုကတော့ no ပါဒီတစ်ခုကတော့အဆင်မပြေပါဘူးနောက်တစ်ခုကတော့ကျွန်တော်တို့အသက်10နှစ်လောက်ကြီးသွားမယ်ကျွန်တော်တို့ဒေါ်လာ1 million ရမယ်ဒါပေမဲ့အသက်10နှစ်လောက်တော့ထက်ကြီးသွားမယ်ပေါ့နော်ပြောဆိုလို့ကျင်တာကဒီဘာမှမလုပ်ဘဲနဲ့ဆယ်နှစ်လောက်ကုန်သွားမယ်ပေါ့နော်ဆယ်နှစ်လောက်အချိန်ကုန်သွားမယ်ဆိုရင်တော်တော့ပါဒါကြီးကစဉ်းစားကြည့်မယ်ဆိုတော့ကျွန်တော်ဆယ်နှစ်တည်းမှာဒေါ်လာ1 million ရှာနိုင်လောက်လား အဲဒေါ်လာ1 million လည်းဒါထက်လည်းများရင်လည်းများမယ်ဒါမှမဟုတ်ကျွန်တော်10နှစ်တည်းမှာခွင့်ပြချင်လည်းဖြစ်သွားပါတော့နော်ဒါပေမဲ့ကျွန်တော်နှမျောစရာကြီးကအချိန်10နှစ်ကိုဒီတိုင်းခုန်ကူးလိုက်ရမှာကြီးอ่ะဒါကတော့ကျွန်တော်မလဲတော့ပါကိုယ့်ကူပုံမှန်တိုင်းလေးပဲသွားမယ်ပါနော်โอเคနောက်တစ်ခုကတော့ကျွန်တော်တို့ကြားနဲ့နဗန်းလုံးမလားတဲ့ကြားနဲ့တော့နဗန်းလုံးမလားဆိုတာတော့စိတ်ကူးရင်နည်းနည်းလေးစမ်းပါနော်ကြားနဲ့နဗန်းလုံးပြီးွားရင်ကျွန်တော်လည်းအသက်ရှိဖို့ကမသေးကြဘူးဆိုတော့ဒီဒေါ်လာ1 million ကလည်းကျွန်တော်နဲ့ဘာမှသက်ဆိုင်နိုင်မှာမဟုတ်ဘူးပေါ့နော် အဲကြောင့်မလို့ဒီတစ်ခုကတော့ကျွန်တော်ကြော်လိုက်မှရမယ်။ကြားလဲနှပန်းလုံးရင်းနဲ့နိုင်စရာအကြောင်းကလည်းမရှိဘူးပါနော်။အဲနောက်နောက်တစ်ခုကတော့ကျွန်တော်တို့1 million ရမယ်။ဒါပေမဲ့တဲချောက်တဲ့အိမ်မှာတစ်ပတ်လုံးတယောက်ထဲနေရမယ်ဆိုတဲ့သဘောပေါ့နော်။တယောက်ထဲတယောက်ထဲကလည်းဖြစ်တယ်။တစ်ပတ်လုံးကလည်းနေရအောင်။အကျွန်တော်တယောက်ထဲတစ်ပတ်လုံးနေရမယ်ဆိုရင်တော့မအဆင်မပြေဘူးပြ။ဒါပေမဲ့အဲ့ဒါကမှ तू ကတကယ်ပါ၆သိတယ်ဆိုတော့တဲနေတော့ပေါ်ရအောင်။ဒါပေမဲ့ ါကတော့တိတ်ပြီးတော့အဆင်ပြေတဲ့ပုံမှာမပေါ်ဘူးပါနော်ဒီတစ်ခုကလည်းကြော်လိုက်ပါမယ်အဲကျွန်တော်နောက်ဆုံးတစ်ခုကတော့ကျွန်တော်ဒေါ်လာ1 million ရမယ်ဒါပေမဲ့ကျွန်တော်ကိုအားလုံးကမေ့သွားကြမယ်ဆိုလိုချင်တာကကျွန်တော်ရဲ့ဖြစ်တည်မှုကိုလူတွေအားလုံးမေ့သွားကြမယ်ပေါ့ဗျာအဲကျွန်တော်လင်းသစ်ဆိုတာကိုလည်းဘယ်သူမှမသိတော့ဘူးဒါပေမဲ့ကျွန်တော်ရဲ့မိဘတွေဒီဆွေမျိုးတွေအားစအဲသူတို့သူတို့ရဲ့တားသမီးများမသိတော့ဘူးပါဗျာဆိုလိုချင်တာကကျွန်တော်မှာရီးစားတွေပါရှိရင်လေကျွန်တော်ရီးစားကျွန်တော်သိတော့မှာမဟုတ်ဘူးအဲကျွန်တော်သူတို့ဘဝတွေကလုံးဝအပြီးပိုင်ပျောက်ကွယ်သွားမှာပါဗျာအဲဒီဟာက ဘယ်လိုပြောရမလဲလွယ်နေအောင်လည်းနည်းနည်းတော့ခတ်တယ်ပေါ့နော်တိတ်တော့အဆင်မပြေဘူးလို့ထင်နေရအဲကျွန်တော်တို့ဒါဘာမှမသိတော့ဘူးဆိုတော့ဖြစ်တည်မှုကြီးကကျွန်တော်တယောက်တည်းဒါတယောက်တည်းဖြစ်သွားမယ်ဆိုတဲ့သဘောပေါ့နော်ကျွန်တော်မှစိတ်မျိုးတွေလည်းမရှိတော့ဘူးကျွန်တော်ချီရတဲ့သူတွေလည်းမရှိတော့ဘူးဆိုတဲ့သဘောပေါ့နော်အရာအလုံးကျွန်တော်ဘဝတစ်ကနေပြန်ဆားရမယ်ဆိုတဲ့သဘောပါဗျာတစ်ကနေပြန်ဆားမယ်ဆိုမှကျွန်တော်လက်ထံမှာဒေါ်လာ1မီလီယံရှိနေတယ်။အဲလူချင်းမျိုးဆိုရင်ရောဘယ်လိုပြရအောင်ရှင်းမလဲပေါ့နော်။အဲကျွန်တော်ကိုယ့်ရဲ့ဖြစ်တည်မှုကိုအာလူတွေအလုံးမေ့တာကိုခံမလား။ဒါမှမဟုတ် ဒေါ်လာ1 million နဲ့ဘဝတည်ဆလိုက်မလားပေါ့အဲလူချင်းမလို့လေဖြည့်ကြည့်ပါဦးအဲကျွန်တော်ကတော့ဒီတစ်ခုကိုငင်းလိုက်ပါမယ်အဲ1 million မယူတော့ပါဘူးအဲတယောက်တည်းဆိုတော့ပြင်းစရာကြီးပြအဆုံးလေးကြည့်ရတဲ့ကျေးဇူးတင်ပါတယ်